စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းကချင်ပြည်နယ်ဝင်ပေါက်ဖြစ်တဲ့ဗမောက်မြို့ကိုကချင်လွတ်လပ်ရေးတပ်မတော် KIA ဦးဆောင်ပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေနဲ့ကဒုတပ်ဖွဲ့တို့ပူးပေါင်းပြီး2025ခုနှစ်စက်တင်ဘာ15ရက်ကစတင်ကမြို့သိမ်းတိုက်ပွဲကိုဖော်ဆောင်ခဲ့ပါတယ်။အဲဒီနောက် KIA PDF ကဒုတပ်ဖွဲ့တို့ဟာစက်တင်ဘာ20ရက်မှာဗမောက်မြို့ကိုသိမ်းပိုက်နိုင်ခဲ့ပါတယ်။ကချင်စကိုင်းနယ်စပ်မှာရှိတဲ့စကိုင်းတိုင်းဒေသကြီးကတာခရိုင်တဲကဗမောက်မြို့ကိုတော်လန်ရေးတပ်ဖွဲ့18ဖွဲ့ထဲမှနေစက်တင်ဘာလ15ရက်မှာထိုးစစ်ဆင်တိုက် က်ခတ်ခဲ့တယ်လို့ ISP မြန်မာက2025ခုနှစ်အောက်တိုဘာ1ရက်မှာဖော်ပြခဲ့ပါတယ်။ဗမောက်မျိုးကို KIABD ရဲ့ထိန်းချုပ်လိုက်နိုင်တာကတော်လန်ရေးတပ်ဖွဲ့တွေအတွက်ပဋိပက္ခအတွင်းစစ်စည်းဝါးရင်နဲ့ဘန်နာတိုက်ကိုဖြစ်တင်းပေးနိုင်တဲ့ရွှေတပ်ထုနယ်မြေအပြင်နေဆက်ကုံသွေးရေးလမ်းပိုင်းတွေကိုပါတိုးချက်ထိန်းချုပ်လိုက်နိုင်တာဖြစ်တယ်လို့ ISP မြန်မာမှဖော်ပြခဲ့ပါတယ်။ ISP မြန်မာကဗမာဟာစီအရကြီးမားတဲ့အချက်အချာကြမှုမရှိပါဘူး။ဒါပေမဲ့တရုတ်နိုင်ငံနဲ့အိန္ဒိယနိုင်ငံတွေရဲ့နေဆက်ဒေတာတွေကိုကူးတန်းနိုင်တဲ့ နဇက်ကုံသွေးရီလမ်းပိုင်းပေါ်မှာရှိပါတယ်။အရင်ကစစ်ကောင်မရှင်တက်တွေနဲ့ရှမ်းနီအမျိုးသားများတက်မတော် SNA တို့ကထိန်းချုပ်ထားပြီးဈာကနေဖြတ်တောက်ထားပါတယ်။အခုတော့အိန္ဒိယနယ်စပ်ထွက်ပေါက်ဗမောက်တမူလမ်းပိုင်းဗမောက်အင်းတော်ရှမ်းမြောက်ဒေသလမ်းပိုင်းတစ်ခုလုံးကိုတော်လန်ရေးတက်တွေကအပြည့်အဝထိန်းချုပ်လိုက်တာဖြစ်ပါတယ်။ဒါအပြင်ဗမောက်ဟာရွှေထွက်တဲ့ဒေသဖြစ်ပါတယ်။မြို့ရဲ့အနောက်ဘက်တကြောမှာရွှေတွင်းတွေရှိပါတယ်။မဲဆာမြစ်ကြောင်တစ်လျှောက်ဟာလည်းရွှေမျောတွေကြဲကြဲပြန့်ပြန့်လှုပ်ကိုင်းရနေမြေဖြစ်ပါတယ်လို့ဗမောက်မြို့သိန်းစစ်စင်ရေး နဲ့စစ်စည်းဝါးရေးမျက်နှာစာဆိုတဲ့စာတမ်းမှာပြောထားပါဗျ။အဲ့ဒီနောက်2020ပြည်နှစ်အထိဗမောက်မှာတရားဝင်ရွှေလောက်ကွက်29ခု၊၆ထောင်းဆဲတရားဝင်ကျင် ရှိခဲ့ပေမဲ့လည်းမြမတက်မတော်ကအာဏာရယူပြီးနောက်ပိုင်းရွှေတူးဖော်မှုအများပြားတိုးလာကြောင်းရွှေကျင်နဲ့မျိုးပေါင်း1900ထက်မနည်းရှိလာကြောင်း ISP မြန်မာကထောက်ပြထားပါဗျ။အဆိုပါရွှေလောက်ကွက်တွေရှိတဲ့နယ်မြေတွေကိုထိန်းချုပ်နိုင်ဖို့တော်လှန်ရေးတပ်တွေမြမတက်မတော်အပါအဝင် SNA တပ်တွေအကြားအပြိုင်မှုတွေရှိခဲ့တယ်လို့သူကပြောပါဗျ။ ISP မြန်မာက ကဗမာဟာစစ်စည်းပွားရေးလိုအပ်ချက်နဲ့ဗန္ဒငွေဖြစ်တင်းပေးနိုင်တဲ့နေမြေအစိပ်ပိုင်းတစ်ခုဖြစ်ပါတယ်အခုအခါမြို့နယ်တစ်ခုလုံးရဲ့မြောက်ဘက်ကလွယ်ပြီးကျန်ရက်သုံးမျက်နှာကိုတော်လန်ရေးတက်တွေကအပြည့်အဝထိန်းချုပ်ထားပါပြီနေမြေအပြိုင်ထိန်းချုပ်ရေးအပြင်တရဇာတာနဲ့မြေပြင်တက်တွေရဲ့စစ်စည်းပွားရေးပါဆက်နွယ်နေတဲ့အတွက်တံမြန်ထိုးစစ်နဲ့ပြိပခါတွေအချိန်ပြန်မြင့်လာနိုင်ခြင်းရှိပါတယ်လို့ပြောကြားခဲ့ပါတယ်လက်ရှိမှာပမောက်မြို့အနီးမှာမြမတက်မတော့ SNA KIA PDF ဂရုတက်ဖွဲ့အကြတိုက်ပွဲတွေပြင်းထန်နေပါတယ် K KIA နဲ့ PDF ပူးပေါင်းပြီးလက်တလုံးမှာစကိုင်းတိုင်းဒေသကြီးအတွင်းကဗမောက်အင်းတော်ပင်လယ်ဘူးရွှေပြည်အေးနဲ့မော်လူးစတဲ့ဒေသတွေကိုတင်ပိုက်ထားပါတယ်။